အားလုံးပဲမင်္ဂလာပါ Forever Ghana Facebook နဲ့ TR YouTube Channel တို့ကနေကြိုဆိုပါရစေ။ကျွန်တော်ဒီကနေ့မနေ့အစောပိုင်းမှာတော့ Arsenal တင်းနဲ့ပတ်သက်တဲ့တတိယအကြောင်းအရာလေးနည်းနည်းလောက်ဆွေးနွေးသုံးသပ်ကြအောင်ပါ။တတိယအကြောင်းအရာဆိုတာတက်ကျွန်တော်ဒီကနေ့ညမှာကစားမယ်။ Premier League ပွဲစဉ်7ဒါ Sunderland အိမ်ပွဲမှာတော့ရှင်မယ်ကစားမယ်။ ဒါပရီးမီးယားလိပွဲစဉ်နဲ့ပတ်သက်ပြီးတော့ဒါအာဆင်နယ်အသင်းအနေနဲ့ဘယ်လိုမျိုးတွေကြုံတွေ့ရနိုင်နိုင်လဲပြီးသွားပြီဆိုလို့ရှိရင်အာဆင်နယ်အသင်းရဲ့ဒါဒီယာဒီဆွမ်းဆောင်ရည်နဲ့ဒါဆန်ဒလန်ရဲ့ဒီယာဒီဆွမ်းဆောင်ရည်တွေကိုကျွန်တော်အနေနဲ့အသေးစိတ်ဒါဒီဒီကြကြအသေးစိတ်လေးနည်းနည်းလောက်ကျွန်တော်အမြင်လေးတွေဆွေးနွေးသုံးသပ်ကြအောင်ပါဒါအရင်ဆုံးအနေနဲ့ကျွန်တော်တို့ရင်ဆိုင်ရမယ်အသင်းကဆန်ဒလန်ပေါ့လေဆန်ဒလန်ဆိုတဲ့နေရာမှာကျွန်တော်တို့တွေဆန်ဒလန်ကိုတည်ထားရတာကဆန်ဒလန်ကဒီယာဒီမှာ တန်တက်လာတဲ့အသင်းတသင်းတန်တက်လာတဲ့အသင်းတွေထဲမှာဆိုလို့ရှိရင်တော့ဒါတော်တော်လေးထူးထူးခြားခြားနဲ့ကျွန်တော်တို့ဟိုဘယ်လိုပြောလဲဟိုအာယုံရနေတယ်အသင်းတသင်းပေါ့လေနော်ဘာလို့လဲဆိုဒီအဒီမဆန်ဒလန်ကအခုဆိုလို့ရှိရင်အဆင့်၄ထိကိုရက်တည်လာနိုင်တယ်သူတို့အနေနဲ့ဒါဒီယာဒီနောက်ဆုံးကစားသွားတဲ့၅ပွဲမှာဆိုလို့ရှိရင်ဒါသူတို့အနေနဲ့ရှုံးပွဲတစ်ပွဲပဲရှိတာပြီးတည်ရတစ်ပွဲနဲ့ဒါ၃ပွဲထိကိုအနိုင်ရရှိခဲ့တာ တော်တော်ကောင်းတဲ့ဆွဲဆောင်ရည်လိုပဲကျွန်တော်အနေနဲ့ပြောချင်တယ်ဒါဘာဖြစ်ဖြစ်ကျွန်တော်တို့ဒါဟိုအသိဆွဲမပါဘူးတနည်းအားဖြင့်ကျွန်တော်တို့ရဲ့ဟို personality မပါဘူးဆိုလို့ရှိရင်တော့ဘာဖြစ်ဖြစ်ဒီလိုတန်းတက်လာတဲ့အသင်းတင်းကဒီလောက်ဆွမ်းဆောင်ရေးပြနိုင်တာကျွန်တော်တို့အနေနဲ့တကယ်ကို appreciate လုပ်ရမှာဗျ။ဘာလို့လဲဆိုစနလန်က တန်တက်လာတဲ့ကကျွန်တော်တို့တွေဒါဘယ်လိုမှပြိသက်တော်တော်များများကပြောနေတာဗျာဒါမလားဟိုတန်တက်လာတဲ့အသေးနေတဲ့မှာဘောင်ဝင်တန်းဝင်ရှိပြီးတော့ဒါအရင်တော့နေကစန်ဒလန်ကိုမိထားလို့မရဘူးဆိုတော့အဲသတိထားမှုမျိုးလေးတွေရှိတာမှန်ရင်တော့ဒါပေမဲ့တန်တက်လာတဲ့အသင်းတွေကဒီခုနှစ်နောက်ပိုင်းပေါ့လေခုနှစ်နောက်ပိုင်းနေမှာပောက်ကောင်ဖြစ်တဲ့အသင်းတွေကနည်းနည်းရှားလာတယ်ဗျအဲ့တော့ဘယ်သူမှတိတ်ပြီးအာရုံမလာဘူးဗျဒါပေမဲ့စန်ဒလန်ကအခုဆိုလို့ရှိရင်ဒါပရီးမီးယားလိ10ပွဲကစားပြီးချိန်မှာဆိုလို့ရှိရင် ဒါယက်တီမှုကောင်းနေဒါပြောရမယ်ဆိုရင်သူတို့အနေနဲ့ရှုံးပွဲနှစ်ပွဲပဲရှိသေးတယ်ဗျာတော်တော်လေးကိုကောင်းတဲ့ performance တစ်ခုလို့ကျွန်တော်အနေနဲ့ကတော့မြင်နေသူတို့အနေနဲ့ဒီယာဒီမှာဒါကစားသမားတွေလည်းများစွာဝယ်ထားပြီးတော့ဒါအသုံးစိတ်တွေလည်းအများကြီးသုံးထားတဲ့အသင်းထဲမှာပါတယ်ပေါ့လေဒါသူတို့အနေနဲ့ပြောရမယ်ဆိုရင်ဘိုင်းဖေပေါ့ဒါတန်းကိုယာနဲ့ချီပြီးသုံးထားတယ်ပါပေါင်တန်းပေါင်တန်းဟိုဘယ်လိုပြောမလဲယာကျော်နီးပါးသုံးထားတယ်အဲ့တော့ဒီလိုအသင်းမျိုးကိုအာဆင်နယ်ကဘယ်လိုရင်ဆိုင်ကစားမလဲဆိုတော့ ုံစံပေါ့လေနော်ကျွန်တော်အမြင်လေးကိုပြောချင်တာအဓိကကဘာလဲဆိုတော့အာဆင်နယ်အသင်းဒီယာဒီမှာလှုပ်ပြနေတာဒီကကျွန်တော် အရင်အရင်ယာတီတွေထက်ဆိုင် အများကြီးတိုးတက်ပြောင်းလဲလာတဲ့အသင်းတစ်သင်းပုံစံနဲ့ဒါဒီယာဒီမှာအာဆင်နယ်အသင်းကဒါပရီးမီးယားလိဂ်ပွဲစဉ်အစဟိုရောကျွန်တော်ဒါချန်ပီယံလိမှာရောဒါအကောင်းဆုံးဟိုဘယ်လိုပြောမလဲတစ်ပေးနေရတဲ့အသင်းတစ်သင်းပေါ့လေဒါဘယ်သူ့ဘယ်မိမိဒီယာတီဒါပရီးမီးယားလိဂ်မှာပဲအသင်းကအချင်းကြီးအကောင်းဆုံးလဲလို့ပြောလို့ရှိရင်ဒါကျွန်တော်အာဆင်နယ်အသင်းဆိုတဲ့ဒါမှတ်ချက်ပေးစကားတွေကအမျိုးမျိုးကြနေတိုင်းကြားနေရတယ်ဗျာ သိတယ်မလားတချို့တွေဆိုလို့ရှိရင်အာဆင်နယ်သင်းနဲ့ပတ်သက်ပြီးတော့ချီကျူးစကားမရှိတော့ဘူးဆိုတဲ့လောက်ထိတော့ဒါချီကျူးနေကြတာတွေတော့ရှိတယ်ဒါကတက္ကနာပေါ့လေဒါကတော့ထားပေါ့အဲ့တော့တန်တက်လာတဲ့အသင်းတွေကိုအာဆင်နယ်တို့ကဒါအရင်ခက်ခဲနေမလားဆိုကျွန်တော်အမြင်ကတော့မခက်ခဲဘူးပြီးတော့ပြီဆိုလို့ရှိရင်အာဆင်နယ်အသင်းကဒါဟိုဘယ်လိုပြောမလဲ တခုပဲစိတ်ပူခြင်းစရာရှိတာပေါ့လေနော်ဘာလဲဆိုတော့ကျွန်တော်တို့အာဆင်နယ်အသင်းရဲ့ပွဲဆက်ဆံခြင်းမှာကျွန်တော်ညီကိုတွေလည်းသိမှာပါဒါအာဆင်နယ်အသင်းရဲ့ပွဲဆက်ဆံခြင်းဆိုလို့ရှင်အရန်အထနေတဲ့ပြဿနာတခုရှိတယ်အဲ့ဒီအရန်အထနေတဲ့ပြဿနာကိုအာဆင်နယ်တို့ တကယ်တမ်းဒီပွဲစဉ်မှာဖြေရှင်းနိုင်မယ်ဆိုလို့ရှိရင်တော့ဒါကျွန်တော်အာဆင်နယ်အသင်းအတွက်တိတ်စိတ်ပူခြင်းစရာမရှိဘူးကျွန်တော်ပွဲစဉ်တော်တော်များများကိုကြည့်လိုက်ပါအာဆင်နယ်ကပထမပိုင်းမိနစ်20မှာပထမပိုင်း15မိနစ်မှာအရန်ယုံကန်ရတယ်ဆလာဗီယာပရက်စ်နဲ့တော့လည်းเนาะဒါကျွန်တော်ပထမပိုင်း15မိနစ်မိနစ်20မှာဆလာဗီယာပရက်စ်ရဲ့ဒုက္ခပေးမှုတွေတောက်လျှောက်ခံရတယ်ဆိုတဲ့ပုံစံမျိုးတွေဒါကျွန်တော်တို့ကတွေ့ရတယ်အဲ့တော့ Sunderland ဆိုတဲ့အသင်းကဒီ15မိနစ်အတောအတွင်းမှာကျွန်တော် Arsenal ကိုအကောင်းဆုံးဒုက္ခပေးကောင်းပေးသွားနိုင်တယ် ဒါပေမဲ့အာဆင်နယ်တို့ဒီနေ့ပွဲစဉ်မှာဒါသူတို့လိုချင်တဲ့ပုံစံတိုင်းတော့ဆန်ဒလန်ကိုဒါခေါ်ပြီးကစားလို့ရမယ်ကျွန်တော်အနေနဲ့မထင်ဘူးအနည်းငယ်ခက်ခဲကောင်းခက်ခဲသွားနိုင်တယ်ဒါပေမဲ့အာဆင်နယ်တို့လိုအပ်နေတဲ့နိုင်ပွဲတစ်ပွဲကိုတော့ရရှိသွားလိမ့်မယ်လို့ကျွန်တော်အနေနဲ့ကတော့မြင်တယ် ပြီးွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ပြိသက်တွေဟိုလိုချင်နေတဲ့ပုံစံပေါ့လေကျွန်တော်ပြိသက်တွေလိုချင်နေတဲ့ဂိုးကွာဟာချက်ကြီးမားတဲ့ဂိုးကွာဟာချက်တခုတော့ကျွန်တော်အနေနဲ့ရမယ်မထင်ဘူးအများဆုံးကျွန်တော်တို့ Z2 ဆိုတဲ့ရလလောင်းတဲ့ Arsenal ကအနိုင်၃မှတ်ကိုယူပြီးပြီးတော့ဒါကျွန်တော်တို့ London ကိုပြန်လာကောင်းပြန်လာနိုင်လိမ့်မယ် Stadium of Light ကလည်းတကယ့်ကိုဟိုဘယ်လိုပြောရမလဲတစ်ချိန်ဟိုတစ်ချိန်လုံးอ่ะဆိုလို့ရှိရင်အရန်ကိုကောင်းခဲ့တဲ့ ဒါ stadium of light ပေါ့လေနော် stadium light မှာဆိုလို့ရှိရင်စတန်လန်ကိုသွားမရှုံနဲ့လို့ပါလို့ဆိုရဲဒါဟိုပြောစကားတွေအများကြီးရှိတယ်ဒါတွေကထားပါတော့အဲ့တော့အာဆင်နယ်တင်းနေတဲ့ဒီနေ့ညမှာခက်ခဲသွားနိုင်လားဆိုလို့ရှိရင် maybe ခက်ခဲကောင်းခက်ခဲသွားနိုင်တယ်ဆိုပေမဲ့အာဆင်နယ်တို့တေချာပါတယ်ဒီနေ့ပွဲစဉ်ကိုလည်းအာဆင်နယ်တို့အကောင်းဆုံးအာယုံစိုက်ပြီးတော့ဒါအနိုင်သုံးမှတ်ရယူလာနိုင်မယ်လို့ကျွန်တော်အနေနဲ့ကတော့မြင်တယ်ကျွန်တော်ညီကိုတွေကဘယ်လိုထင်လဲကောင်းမှာဝင်ဆွေးနွေးသွားလို့ရပါတယ်โอเคပါနောက်တစ်သတင်းတစ်ပုဒ်အနေနဲ့ကျွန်တော်အာဆင်နယ်အသင်းကဒါ မနေ့ကပေါ့လေဒါအာဆနယ်သင်းရဲ့မီကေအာဒေတာကမနေ့ကအကျိုးသတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့တဲ့ဒီအကျိုးသတင်းစာရှင်းလင်းပွဲနဲ့ပတ်သက်ပြီးတော့ဒါမီကေအာဒေတာကဒဒန်ရဲ့ကစားသမားတွေအကြောင်းများစွာပြောသွားတယ်။ဒီနေ့မှာမီဒီယာတွေရဲ့မေးမြန်းချက်ထဲမှာတော့ဒါဂါရီယဲဂျေဆုကဒါအသင်းရဲ့ trainee မှာလာရောက်ပူးပေါင်းနေပြီဆိုတာအမှန်ပဲလားတကယ်ဒါဟိုဂါရီယဲဂျေဆုကတကယ်ကိုကြံ့ခိုင်မှုပိုင်းပြေဝနေပြီလားစတလက်နဲ့ပွဲစဉ်မှာပါဝင်လာမလားဆိုပြီးတော့မေးမြန်းခဲ့တဲ့ပုံမှာတော့အဲမီကေအာဒေတာကဗာပြောခဲ့လေဆိုတော့ သူ့အနေနဲ့ training ကိုပြန်လဲပူပေါင်းလာတယ်ဆိုတာအမှန်တကယ်ပါသူ့အနေနဲ့ကျွန်တော်တို့တွေဟိုဘယ်လိုပြောမလဲလိုချင်တဲ့ပွဲကစားချိန်တွေကိုတော့အကောင်းဆုံးပေးစွမ်းနိုင်မှုအချိန်တိုင်းတာတစ်ခုထိလိုအပ်နေပြီးတော့သူ့အနေနဲ့ဒီလိုကြံ့ခိုင်မှုပြေဝပြီးတော့စိတ်အားထက်သန်မှုနဲ့အသင်းကိုလာရောက်ပူပေါင်းတဲ့အချိန်ကကျွန်တော်တို့အရန်ကိုပျော်ရွှင်စရာအချိန်ဖြစ်ပြီးတော့ သူ့အနေနဲ့ကလည်းပွဲကစားခြင်းတွေအတွက်ဒါအရန်ကို strong ဖြစ်နေတယ်ဆိုတဲ့ပုံစံကိုကျွန်တော်တို့မြင်ရတာတကယ်ကိုကောင်းပါတယ်ဆိုပြီးတော့ Mike Adita ကပြောကြားသွားတယ်ဒီနေ့ပွဲစဉ်မှာတော့ Gary ရဲ့ Jesus ကိုအသုံးပြုလာမလားဆိုလို့ရှိရင်တော့ကျွန်တော်အနေနဲ့သူ့ကိုအကောင်းဆုံး relax ပေးထားခြင်းတွေတယ်ဒါသူ့အနေနဲ့ကြံ့ခိုင်မှုပိုင်းဆိုင်ရာ ဒီအများကြီးပြုလုပ်လာနိုင်တာဖြစ်သည့်တိုင်အောင်သူ့ရဲ့ပွဲကစားခြင်းကိုကျွန်တော်တို့အကောင်းဆုံးစီမံခန့်ခွဲသွားဖို့ရှိတယ်ဆိုပြီးတော့ MKR data ကဒါပြန်လည်ဖြည့်ကြားထားတယ်နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ဒါဟိုကျွန်တော်ဒဏ်ရာထားတဲ့ကစားသမားတွေက Victor Cross, Gabriel Martinelli, ဒါ Noni Marugi เนาะပြီးရင် Martin Odegaard ဒါ Kai Havertz ပေါ့လေဒီကစားသမား9ယောက်ကဒါအသင်းနဲ့ဘယ်ချိန်လောက်ပြန်ပူးပေါင်းနိုင်မလဲဆိုတဲ့နေရာမှာ ဒီကစားသမားတွေအတွက်အချိန်ကလိုပါသေးတယ်ဒီကစားသမားတွေကိုဒီနေ့ပွဲစဉ်မှာကျွန်တော်တို့ဒီပြန်သုံးရနိုင်မှာမဟုတ်သေးဘဲနဲ့ဒီကစားသမားတွေကိုကျွန်တော်တို့ကထပ်ပြီးတော့လက်လွတ်သွားရဖို့ရှိသေးတယ်။ဒါဒီကစားသမားတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်အနေနဲ့တိတိကျကျပြောနိုင်တာမျိုးတော့မရှိသေးဘူး။ဒါကျွန်တော်တို့လာမယ့် international break နှစ်ပတ်ထဲမှာသူတို့တွေကိုအနီးကစောင့်ကြည့်မှုတွေပြုလုပ်ပြီးတော့ဒါ international break ပြီးရင်တော့ဒီကစားသမားတွေပြန်လာနိုင်ချေများတယ်ဆိုပြီးတော့ Mike Arteta ကပြောကြားထားတယ်။ သူတို့အနေနဲ့ဒါအကောင်းဆုံးအခြေအနေတစ်ခုကိုပြန်ရောက်ဖို့မဝေးတော့ဘူးဆိုတာတေချာတာကိုတော့ကျွန်တော်အနေနဲ့သိတယ်ဒီကစားသမားတွေဘယ်အချိန်ပြန်လာမယ်ဆိုတာတော့ကျွန်တော်အနေနဲ့တိတိကျကျမသိရသေးဘူးဆိုပြီးတော့ဒါမီခေအာတီတာကပြောကြားထားပါတယ်တက်ဆက်တဲမှာပဲဒါကစားသမားဟောင်း Granit Shaka နဲ့ပြန်လဲရင်ဆိုင်ရမယ့်နေရာမှာ Mickey Adidas နေနဲ့ဘလို့မြင်မိလဲ Granit Shaka ကဘလို့ကစားသမားများမျိုးလဲဆိုပြီးတော့ဒါမေးထားတယ်ဗောလေဒီနေရာမှာ Mickey Adidas က သူ့ကိုကျွန်တော်စသီးတဲ့အချိန်တုန်းကသူကတိတ်ကိုဒါဟိုဘယ်လိုပြောမလဲတိတ်ကိုကောင်းတဲ့ကစားသမားတွေတဲကတက်ရောက်ဆိုပြီးတော့ဒါမီခိအာဒီတာက အရင်ဆုံးချီချူးဆက်ကဆိုလိုက်တယ်သူကသူ့ဘယ်အချိန်မှာဘာလုပ်ရမယ်ဆိုတော့အကောင်ဆုံးသီးတဲ့ကစားသမားတယောက်ဖြစ်ပြီးတော့သူ့ကို management လုပ်ကတာတိတ်ကိုပြောဖို့ကောင်းတယ်ဆိုပြီးတော့ ဒါမီကေအာဒီတာကပြောကြားထားတယ်ဒါကျွန်တော်တို့ granite shark နဲ့ပတ်သက်ပြီးတော့ကျွန်တော်ပရိသတ်တွေတော်တော်များများတော့သိကြတယ်ဘူးတချို့တွေတို့လည်းမုန်းနေဗျာတချို့တွေကြတော့လည်းချစ်ကြတယ်ဒါအခုနောက်ပိုင်းကျတော့ပရိသတ်တော်တော်များများတော့ဒီကစားသမားနဲ့ပတ်သက်ပြီးတော့ချစ်ကြပါတယ်ဘာဖြစ်ဖြစ်ဒီကစားသမားကြီးကဘယ်လိုပြောမလဲအတင်းမှာအတင်းကောင်းဆောင်လေးလုပ်ခဲ့တယ်လို့ဒါသူ့အနေနဲ့ဟိုစွမ်းဆောင်ရည်ကောင်းတွေလည်းပြသခဲ့တာရှိတယ်ဒါပရိသတ်တွေနဲ့လည်းကရောက်ကစားဖြစ်အသူနဲ့အာဆင်နယ်အသင်းကြားထဲမှာဒရမာဂျိုးတွေကအများကြီးရတယ်ပေါ့လေနော်ဒါဘာပဲဖြစ်ဖြစ်အခုဆိုလို့ရှိရင်တော့ကျွန်တော်တို့ရဲ့ โอ้ဒါနှလုံးသားလှလူမိုက်ကြီးပေါ့เนาะဒါကျွန်တော်တို့ပြောပြောနေတဲ့စကားလေးတိုင်းပေါ့เนาะနှလုံးသားလှတဲ့လူမိုက်ကြီးပေါ့ဒီလူမိုက်ကြီးဦးနဲ့ကျွန်တော်တို့တွေကပြန်ဘက်အဖြစ်ပြန်လဲရင်ဆိုင်ရတော့မယ်ဒီနေ့ညပွဲစဉ်နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့အာဆင်နယ်ပြိသက်ညီကိုတွေဒါဘလို့ထင်မြင်ပြီလဲဒါဒီပွဲစဉ်မှာအာဆင်နယ်ကဘနဂိုးနဲ့ဒါကျွန်တော်တို့အာဆင်နယ်အနိုင်ရရှိသွားမယ်ထင်လဲဒါဘာဖြစ်ပါအာဆင်နယ်ကဒီပွဲစဉ်နဲ့နိုင်သွားမယ်ဆိုတော့ကျွန်တော်တို့တတိချပြောနိုင်ခြင်းကအာဆင်နယ်ရဲ့ဒါ ဒီရာဒီစွမ်းဆောင်ထားတဲ့စွမ်းဆောင်ရည်တွေကိုကြည့်ပြီးတော့ပဲဒါကျွန်တော်အနေနဲ့တုံးသက်ထားတာဖြစ်ပြီးတော့ကျွန်တော်အနေနဲ့ personally လုံအောင်မပါဘဲနဲ့ဒါဆွေးနွေးတုံးသက်ထားတာဖြစ်ပါတယ်ကျွန်တော်ညီကိုတွေကဘယ်လိုထင်လဲကောမဝင်ရောက်မချက်ပေးတော့လို့ရပါလားခင်ဗျအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်တူရိန်ပါခင်ဗျ